ဟိုကြီးတို့တခါတလေကျတော့စိတ်မကောင်းဘူးစိတ်မကောင်းဘူးဆိုတာဘာလဲဆိုသူတို့လှူလိုက်တဲ့ဓမ္မပူဇာလေးတွေချိန်လိုက်လို့ရှင်ရှင်ရသားတွေရဲ့ခါးချားကထွက်လာတဲ့အနွမ်းလေးတွေတွေ့ရအေးဒါလေးတွေကတော့သူကမြတရားနာခြင်းရှာလုံးလို့ပိုက်ဆံပေးနာရတဲ့အသေးပဲမျိုးဖြစ်နေတယ်ဒါမှရှိတယ်မို့ဓမ္မပူဇာလှူတဲ့လူကလှူခြင်းလှူမလှူခြင်းနေ ဘုန်းကြီးဆိုတာတရားပွဲလာဟောမှာပဲဓမ္မပူဇာရခြင်းလို့တရားပွဲဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဒီလိုသာဖြစ်ရဓမ္မပူဇာရလို့တရားပွဲဟောတာတရားဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဓမ္မပူဇာရတယ်ဆိုတာတူတဲ့လူတဲ့ကုသိုလ်ပဲသူကလည်းတရားကိုပူဇော်တာဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒါကိုမမြှောက်ကိုရအောင် ဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အယောင်းဝယ်တကူဖြစ်လာနိုင်ဟုတ်မော်ရီဒါမရှိကြဘူးဘုန်းကြီးတို့ပြောတာမဟုတ်ပါဘူးတကယ်ရှိတာနေဘက်မှာတရားပွဲတစ်ပွဲမှာနာမည်ကျော်ဆရာတော်ကြီးတပါဘယ်တော့ထုတ်မပြောတော့ဘုန်းကြီးတို့ကလည်းလူစုံတော့ကြားရတဲ့ပေါ့အမျိုးတရားပွဲမှာတရားဟောပြီးရေစက်ပါချပြီးဆရာတော်ကကားပေါ်ရောက်ပြီးပြန်တော့မယ် တရားပွဲစီစဉ်တဲ့ပုံကိုယ်တွေကခဏနေပါအောင်ခဏနေပါအောင်စဉ်ဟင်းရှင်းလို့မပြီးသေးလို့အဲ့ဒါပါတော့ဆိုရင်ဓမ္မပူဇာတဲ့ကငွေကိုအတန်ချက်စက်ဟာကကဘလောက်ဖြာဟာကကဘလောက်မီးဟာကကဘလောက်ဆက်ဟာကကဘလောက်ဆိုတာအဲ့ဒီစဉ်ဟင်းရှင်းတာမပြီးသေးတော့ဓမ္မပူဇာကိုမထုတ်နိုင်သေးဘူးဒါတကယ်ဖြစ်တာပုံမြင်မဟုတ်ဘူးပမာပြေမှာဒီလိုဖြစ်နေတာရှိတယ်အဲ့ဒါမျိုးကမဖြစ်သင့်ဘူး ဲ့ဒါလို့မဖြစ်တဲ့ဘူးဒါကြောင့်မလို့တရားဝဲတွေမှာခိဝါကနေပိတ်ပြီးတော့အလှခန္ဓာဟာအမှန်ကန်ဘူးလို့ခေါင်းကြီးတို့ကတော့ခံစားအဲ့ဒါလို့မမှန်ကန်တော့ဆိုတရားနာကျင်လို့တာရတဲ့ပုဂ္ဂိုလ်ကအလှခံဘုံနဲ့မှအလှခံမထဲခဲ့ရလို့ရှိရင်အလှခံတဲ့လူကလည်းအဲ့နာမှာရှိတယ်အဲ့တော့လူမတရားအလှခံတရားလှူတဲ့ဒီ ။ဝီဗလာတဲကိုပတ်ဆံလေးမထည့်ပဲနဲ့ဝင်သွားရမှသူ့ဖို့မှာရှက်ကောင်းရှက်ပေလေ။ဒါမျိုးကမဖြစ်သင့်ဘူး။အရာနာတယ်ဆိုတာအခမဲ့ပဲနာတဲ့နဲ့။တရားတရားပုံလို့လူလာကိုသာလက်ခံတဲ့လူအောင်တော့အတောင်းခံတယ်မို့ပေါ့။ဘုန်းကြီးတော့အဲ့ဒါကိုလုံးဝမနစ်သက်ဘူးအဲ့ဒီကိစ္စတွေ။ဘုန်းကြီးတို့နာမည်သုံးပြီးတော့အလူခံတယ်ဆိုတာတွေလည်းကြား ဆရာတော်ကြီးကချမ်းမရေးမကောင်းဘူးအမှန်တမ်းမဝမ်းနေဆရာကြီးပြောကြလူတနာလာအောင်တောင်းတတဲ့ကုလူပဲဒါတရောင်းစားအဆင့်ရောက်ပါအဲ့ဒါလို့မချစ်တဲ့ဟိုးလွန်ခဲ့တဲ့တနေ့ကဘုန်းကြီးကစင်ကာပူသွားတာဆေးကုသွားတာမဟုတ်ဘူးသူတို့ကဆေးကုသွားတဲ့ထင်စင်ကာပူကနေပြီးတော့အဘိဓမ္မာသင်္นานပို့ချဖို့ရတယ်မစ်စင်ပင်နာ အဝိရမသင်္တန်းတော်ပို့ချပဲ့နေဟုစင်ကာပူဆေးဘူးတော်မှာဆေးဘူးဝါကလှူကြပါအောင်လို့အဲ့ဒီလူတွေကသူတို့သဘောနဲ့သူတို့အလူခံနာမျိုးခေါင်းကြီးတော့နောက်ကျပြန်တားတယ်ပေါ့ဘာဆေးဘူးဝါကမှမလို့ဘုန်းကြီးဆိုတာကနေရရောက်ရောက်စင်ကာပူရောက်တဲ့အခါစင်ကာပူတရားရကမတွေရှိသူတို့ပဲခုပိတကယ်လဲဆေးဘူးတော်တာမဟုတ်ဘူး เนาะအဲ့ဒီလူမျိုးတွေပြောတာလေကတော့လုံးဝမကောင်းတဲ့ပြောဆိုမျိုးတွေပဲဘုန်းကြီးတို့လည်းတိတ်ခါကြအဲ့လိုမျိုးကလုံးဝမပြောသင့်ဘူးဒါတတိထားစရာကိုပြောပြတယ်တကယ်လဲကြုံတွေ့ခဲ့တဲ့ကိစ္စတွေပြောပြတယ်